ထောင်ကူအတုံးစေနှစ်ဆန်းလာပြီနှစ်တည်ကုသည့်နေ့တွင်နှစ်တည်မင်္ဂလာအတွက် မင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေဟုဆုတောင်းနှုတ်ခွန်းဆက်ကြသည်ထို့ခိုက်မှာပင်ကျွန်တော်စိတ်ထဲ၌တစုံတစ်ခုကိုအမှတ်ရလာသည်ထောင်ကူအတုံးစေတွင်ထူးခြားသည့်အရေးခင်များဖြစ်ဖြစ်ပေါ်လာလိမ့်မည်ဟုသောညီမတို့၏ယုံကြည်မှုသည်ကျွန်တော်ခေါင်းထဲသို့ဝင်လာသည်တစုံတရာထူးထူးခြားခြားဖြစ်မည်မှာတည်ကြသည်ဟု၍လည်းပြည်သူတို့ကမျှော်လင့်နေကြသည်အဲ့လိုအမှုကြောင့်ကျွန်တော်မှာ များစွာဆွေးထိခဲ့ကြရသည်ဒုပြေရာ1930တွင်ထူးခြားသည့်အရေးခင်များဖြစ်ပေါ်လာမည်ဆိုလျင်မူကျွန်တော်ရုံတော်နှင့်မပတ်သက်ပါစေနှင့်ကျွန်တော်ကိုယ်တိုင်လည်းအခါတိုင်းဆောင်ရွက်နေကြအမှုကိစ္စတို့ထက်ပိုပြီးတာဝန်ယူစီရင်ရမည်သူမဖြစ်ပါစေနှင့်ဟုဆုတောင်းမိသည်ကျွန်တော်ရင်းထဲတွင်ကတကာကြီးတို့အမျိုးသားချင်းနှင့်မသိမတင်ဖြစ်เสียအကြောင်းရှိတယ်တကာကြီးတို့အမျိုးသားတွေကစန့်ကျင်ပြီးအတိုက်ခံလုပ်လာမယ်ဟုသောတောင်းရင်းဆရာတော်၏တတိပိစကားသည်ပြတ်တင်ရနေသည် ူစကားကိုတတိယနေသည်ဤတို့ပင်ဖြစ်စေထိုပြည့်တို့သည်ဟရုအမှုနှင့်အတူကုံလွန်ခဲ့သည်ဤတို့ဆိုလျင်အုတ်ချုပ်ရေးသဘောတရားအခြေမြစ်ကိုကင်လုတ်သည့်ဖြစ်ရမျိုးအရေးခင်မျိုးကျုံလာသည့်တိုင်ကျွန်တော်လက်တို့မအနှင်းပါစေနှင့်ဟုဆုတောင်းမိသည်ထူးခြားသည့်ဖြစ်ရများပေါ်ပေါက်လာမည်ဆိုလျင်အိန္ဒိယတွင်ကျုံရသည့်အမျိုးသားရေးလှုပ်ရှားမှုများနှင့်ဆက်စပ်နေသည့်ဖြစ်ရမျိုးသာကြုံတွေ့နိုင်ပါရှိသည်ဟုခြေမိသည်မြမပြည်သည် ဗြိတိရှလက်အောက်ကအိန္ဒိယအင်ပါယာ၏ပြည်နယ်တစ်စိတ်တည်းဒေသဖြစ်သည်ညီမတို့မှာအပတ်ဖက်၌အိန္ဒိယတိုင်းသားတို့နှင့်မတူသည့်အချက်များရှိတော်လဲလွတ်လပ်သည့်ပြည်ထောင်စုတစ်ခုထူထောင်လိုသည့်ဆန္ဒတွင်မူတူညီကြသည်ညီမတို့သည်လည်းအိန္ဒိယနှင့်တူလွတ်လပ်ရေးလိုချင်ကြသည်တဖန်ဘင်္ဂလားပင်လယ်အော်၏ဟိုတစ်ဖက်တွင်ဖြစ်ပျက်နေသည့်အရေးခင်တို့သည်ယနေ့ညီမပြည်သူတို့ကြုံတွေ့နေရသည့်အရေးခင်မျိုးပင်ဖြစ်သည်ဟူ၍လည်းသိနာလည်ထားကြသည် ွန်ခဲ့သည့်နှစ်ခွဲကလော့အာဝင်ဒီအိန္ဒိယပြည်ဘီရင်ကကျုပ်ဖြစ်လာသည်သူ့အရင်ဘီရင်ကကျုပ်မှာလော့ရီဒင်ဖြစ်သည်လော့ရီဒင်ထောင်ချခဲ့သည့်ဂန်နီကို လော့အာဝင်ကထောက်ထဲမှဆွတ်ထုတ်ကာလွတ်ပေးလိုက်သည်ဂန်နီနဲ့သူ၏ကွန်ကရက်ပါတီတို့ချိန်နဲ့အောင်နှစ်သိမ့်မှုပေးသည့်အနေဖြင့်စာချုပ်ဆိုင်မွန်၏ကော်မရှင်ကို စောစီးစွာပင်အိန္ဒိယပြည်သို့လာရောက်စုံစမ်းစေခဲ့သည်ပြီးလက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနစာရေးထိုက်တွန်းပြီး စုံစမ်းရေးအဖွဲ့ကိုညဉ့်ဉန်ဆေလွတ်စေခဲ့သည်။သို့တော်ညာလဲအိန္ဒိယကွန်ဂရက်ကစိုင်းမွန်ကော်မရှင်လောက်ရက်ကိုမကျေနပ်။အိန္ဒိယပြည်တွင်လွတ်လပ်သောအစိုးရအဖွဲ့တစ်ဖွဲ့ဖွဲ့ပေးတင်သည်ဟုထုတ်ကော်မရှင်ကထောက်ခံပြီးမှောက်ကြောင်းသူတို့တည်သည်။1932ဦးပိုင်းတွင်အိန္ဒိယ၌ဂန္ဓီကောင်းဆောင်ကအာနာပီဆိုင်တိုက်ပွဲဆင်နွှဲခဲ့သည်။လူတို့တရလုံးပါဝင်လာအောင်လှုံ့ဆော်ခဲ့သည်။အရင်ကလဲအုပ်ချုပ်သူအစိုးရဘေးကျဉ်နေကြဖြစ်အောင် အနာပိဆိုင်တပ်ပွဲများဆင်နွှဲခဲ့သည်။အောင်မြင်မှုက မရှိလာပေ။အနာပိဆိုင်ရေးတိုက်ပွဲသည်အကျန်းဖက်ဆန္ဒပြပွဲဖြစ်သောရောက်သွားသည်။အကျန်းဖက်ဆန္ဒပြခြင်းသည်မသိလျော်သည့်နိပြူဟာစိုးဟသည့်နိပြူဟာတစ်ခုပင်ဖြစ်လေသည်။1930အနာပိဆိုင်ရေးဆန္ဒပြပွဲတွင်မူစာဥပဒေကို ချိုးဖောက်မိအတွင်တရန်ဖြင့်တိုက်ပွဲဝင်ရံပင်ဖြစ်သည်။အိန္ဒိယပြည်တွင် စာရောင်းဝယ်ဖောက်ကားရေးနှင့်စာချက်ခွင့်တို့ကို အစိုးရကချုပ်ကင်ထားသည်ရည်မျိုးဌာနမှလိုင်စင်များပဲမိသုံးမှစာမချက်ရရည်မျိုးဌာနကလည်းစာချက်ခွင့်ကိုတယောက်ချင်းသို့ထုတ်ပေးစာရွေးများရှိသည့်ဒေသ၌ကချွင်ချက်ဖြစ်သည်ရင်းတို့တွင်မူစာချက်ခွင့်ရကြသည်တို့ဖြစ်ရာပင်လေကမ်းခြေရှိရော်တရာမှရော်သားတို့သည်၎င်းဒီချောင်းပေးရှိရော်တရာမှရော်သားတို့သည်၎င်းတိန်တောင်အုံပြုရန်စာမချက်နိုင်ဤကဲ့သို့စာချက်ခွင့်ကိုအစိုးရကချုပ်ကင်ထားခြင်းဖြင့် လူတိုင်းစီမှာအခွန်အတုအစိအင်ကရရှိနိုင်ပြီဟုအစိုးရကယူဆသည်တိုးတော်လဲထိုချုပ်ချယ်မှုကိုလူလူကမနစ်တန်အထောက်ခံအကျံဖက်သည့်အနာဖီဆိုင်ရေးဆန္ဒပြပွဲတွင်ဤစားချက်ခွင့်ကိစ္စကိုကင်တွယ်လင်းညစွာထီရောက်မည်ဟုဂန္ဒီကယူဆလေသည်သူ၏ကျောင်းသင်ငန်းဖြစ်သည့်အရှရမသည်ပင်လယ်ကမ်းခြေဒေသအထိသူနှင့်အတူသူ့နောက်လိုက်ညသည်စီတန်းလမ်းလျှောက်ကြမည်ပင်လယ်ကမ်းဆက်ရောက်လျင်အတီအလင်းကျင်ညာက ာချက်ကြနေထိုကအစိုးရကဂန်နီနဲ့သူ့နောက်လိုက်များအားဖမ်းဆီးထောင်ချမည်ဟုသူ့ဘက်ကထွက်တာတင်ပြမှုအတွက်ဒံငွေဆောင်ရန်ငင်းဆန်ပြီဖြစ်ရထောင်ချညီမတေကြသည်သူတို့၏နမူနာကို ထောင်ပေါင်းများစွာသောအိန္ဒိယတိုင်းရင်းသားတို့ကလက်လျှောက်ကြလိမ့်မည်ထိုကအစိုးရပေါ်လူတို့ကအယုံကြည်ကိမဲ့လာမည်အယုံကြည်မရှိကြောင်းပြသကြလိမ့်မည်လူလူကြီးတရက်လုံးတည်းလဲထောင်ကြခံကြလိမ့်မည် ဤသို့ဖြင့်အဆိုးသူအဆိုးရ၏အမိတ်အနာတို့ကိုလူအများစုကလူမတူကြောင်းမကြိုက်ညီကြောင်းအနာပိဆံကစန့်ကျင်ဆန္ဒပြလာမည်အဆိုးရကိုယ်တိုင်ပင်ကို့အခြေတည်ငြိမ်ရေးကိုတန်တရားဝင်လာမည်မိမိကိုမိမိအယုံမကြည်ဖြစ်လာမည်ဟုတွေးမိပြီးရင်းရင်လာမည်ထို့နောက်အများကြိုက်ညီပြီးကိုယ်ပိုင်လွတ်လပ်ရေးအပြေအဝကိုကျင့်သုံးနိုင်ပြီးအဆိုးရတစ်ခုဖွဲ့ပေးလိမ့်မည်ဟုခန္ဒီကယူသားစွာပင်ယုံကြည်သည်တရားဥပဒေပေါင်းတဲ့တွင် လိမ္မာပါနက်စွာအနုနည်းဖြင့်ဆန္ဒပြခြင်းမျိုးသည်အိန္ဒိယတိုင်းသားတို့၏တင်ကိုစိနေစတာနှင့်ညာစွာလိုက်ဖက်လေသည်ထို့သောသူတို့ဤမှာကျွန်တော်တို့အင်္ဂလိပ်ညာဖို့အထူးဆန်းဖြစ်နေသလိုညီမတို့အတွက်လည်းအထူးဆန်းဖြစ်နေသည်ကန်နီဒီလော့ဒ်အဝင်းကိုချစ်ခင်သည်1930မလပထမပတ်တွင်ဘူးကန်နီကလော့ဒ်အဝင်းထံသို့ရာသတန်တဆောင်ပြပို့သည်ရင်းမှာရာဇဝင်တွင်သည့်စတဆောင်ဖြစ်လာသည် ချစ်တော်မိတ်ဆွေကြီးကျွန်တော်တို့ခင်ဗျားတို့အစိုးရကိုဖြိုခွဲရလိမ့်မယ်ဟုဂန်နီဤရာဇဝင်တွင်ဤရာသတန်တွင်ဆိုထားသည်ရန်ကုန်ရှိအင်္ဂလိပ်တန်ဝိုင်းသည်ဂန်နီနှင့်လော့အဝင်တို့နှစ်ယောက်အပြိုင်ဆိုင်အကျိန်နေအားတိုင်ကြသည်ကိုနားမလဲပုဂ္ဂိုလ်ကြီးနှစ်ဦး၏တိုက်ပွဲကိုသူတို့စိတ်ဝင်စားနိုင်ရင်ဝင်မစတာချက်ကြီးကဂန်နီယာကိုတော်လုံးနဲ့ဖာကီဟုခေါ်နေစေပင်ဖြစ်သည်ဘိုဒီဝိတ်ခန်ဒီကိုအင်္ဂလိပ်တို့က မပွဲမရပုဂ္ဂိုလ်တရားဟုထင်မြင်ယူဆနေကြသည် သူတစ်ပါးအာယုံဆိုင်အောင်လူမဆန်ပဲဒူးပေါပောင်ပေါ်ဝစ်စားစင်ကအလုံးနေသူဟုထင်မြင်ယူဆနေကြသည် သူသည်ဒိုဘီကိုဝစ်ကပြင်ဧကရိမင်းမြတ်၏ကိုစားအုတ်ချိုရသူဘီငန်ကျုပ်လော့အဝင်စီတို့ဝင်ထွက်နေသည်လော့အဝင်ကမူရန်ကုန်ရှိအင်္ဂလိပ်အတိုင်းဝိုင်းချိုကရန်သူအပေးတစ္ဆာဖာဟုသတ်မှတ်ကြသည်ယခုလိုသာဘရင်ရန်သူများနှင့်ဆက်ဆံနေပြီဆိုရင် ဒီနေ့တွင်လော့ဒ်အဝင်ကိုအနာအလွဲသုံးစားကြည့်မှုဖြင့်ရုံးတော်တွင်စိုးချက်တင်စစ်ဆေးခံရဖို့သာရှိပေသည်ဟူ၍လည်းတီတူစကားဆိုနေကြသည်ကန်နီဒီကဘာကျော်ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်သူ့ဘဝနှင့်သူ့တွေးခေါ်တို့ကိုနိုင်ငံတိုင်းလူမျိုးတိုင်းကလေးစားကြသည်သူ့အကြောင်းကိုလည်းလေ့လာနေကြသည်ထို့အကြောင်းတို့ကိုရန်ကုန်အင်္ဂလိပ်အတိုင်းဝိုင်းကလက်မှတ်ခါတီးစွာညင်းပယ်ကြသည်ရန်ကုန်မြို့ပေါ်ရှိအင်္ဂလိပ်ကလညာတို့ညနေပိုင်းတွင် စူဝေးရောက်ရှိလာကြကုန်သောအင်္ဂလိပ်စက်ပိုင်းတစ်ကုန်တဲ့ရေနံကုမ္ပဏီတထေတတူတွင်မန်နေဂျာတို့မှဒင်္ဂလာပင်လယ်အော်၏ဟိုတဖက်တွင်ဘာတွေဖြစ်နေသည်ကိုသိနားလည်အောင်မကြိုးစားကြပေထိုဖြစ်ရထိုရေခင်းတို့သည်သူတို့ဘဝရည်ရည်ကိုချင်းချောင်းနေသည်သူတို့၏ပင်ကုန်မူလခံယူချက်ဖြစ်သည့်စီးပွားရေးအင်ပါယာစကြကြီးတစ်ခုလို့ချက်တိဆောက်ရေးဟုသောစိတ်ကူးရင်လောကကိုဖျက်ဆီးနေသည်ဟုဇိုးရင်ပူပန်ကဒေါသဖြစ်နေကြသည် ထိုကဲ့သို့သောအချိန်မျိုးတွင်မလ16ရက်၌ပလေမင်းကြီးမရိကင်သည်ကျွန်ုပ်ထံသို့ရောက်လာသည်မရိကင်မှာကိုလုံးကိုတဲ့တေးသေးလူတယောက်ဖြစ်သည်အမူအရာလည်းတက်တက်ကြွကြွမရှိလအေးဒီအေးဆက်နိုင်လာသည်ကျွန်တော်ရုံးငန်းထဲဝင်လာပြီးစပွဲရှိကကလထိုင်နဲ့ထိုင်လိုက်သည်ထို့နောက်စာရွက်စာတဲ့အချို့ကိုဖွင့်ပြကဤသို့ဆိုသည်ဟောဒီမှာစင်ကူပတာကိုဖမ်းဖို့ဝရမ်းပါလာတယ်ဘယင်ကန်ကအဲ့ဒီဝရမ်းမှာခမရလက်မှတ်ရေးထုတ်လိုက်ပါတဲ့ စင်ကာပူရာသည်ကယ်ကတာမြို့တော်ဝင်ဖြစ်ပြီးဘင်္ဂလားနေတွင်ဂန်နီ၏လယုံတစုဖြစ်လေသည်မေဒီကင်ကစကားဆက်သည်ရန်ကုန်မှလွန်ခဲ့တဲ့လကသူဟောပြောသွားတဲ့စကားတွေအမိမပေါ့သူရန်ကုန်ရောက်လာတယ်ဆိုတာကိုတော့သတင်းစာတွေမှာဖတ်ရလို့သိရပါတယ်ဒါပေမဲ့သူတရားဟောသွားသေးတယ်ဆိုတာကိုတော့မှတ်မိတော့ဘူးတရားပွဲ၃ခုဟောတယ်ဒါတွေဟာတရားပွဲ၂ခုကသူ့ဟောပြချက်တွေပဲအဲ့ဒါတွေထဲမှာအစိုးရကိုအကြီးညိုပြက်စီတဲ့စကားတွေပါတယ် ခဲတံပြန်နဲ့တားထားတဲ့စကလုံးတွေဖတ်ကြည့်ရင်ကျွန်တော်ပြောတာသဘောပေါက်မှာပဲပလိမင်းကြီးကကျွန်တော်လက်တော့စာဖက်ချုပ်ထိုးပေးတယ်သူပြောသည့်စာပိုက်တို့ကိုဖတ်ကြည့်သည်တခုတွင်ညမတီပြင်ကန်စာချအင်းရပေါ်ရင်းတီတီစကလုံးများတုံးကပုတ်ခတ်ပြောဆိုထားသည်ကိုသတိထားမိသည်အစိုးရရှိနေကြရဲ့သဘောထားကိုမေးစမ်းကြည့်ပြီလားကျွန်တော်ကမေးလိုက်သည်မေးကြည့်ပြီဟုတ်တယ်အစိုးရရှိနေကြကအကြီးညိုပြတ်မှုဆိုတာထင်ရှားနေတယ်တဲ့ ကလကရန်ဒူရဝင်တယောက်ကိုဖမ်းပြီးရန်ကုန်ခေါ်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးထင်တယ်နော်။သူဟောပြောတဲ့စကားတွေကတကယ်ကိုစိုးစိုးဝါးဝါးတွေဖြစ်မှဖမ်းလို့စီလို့လဲမ။အခုရုတ်တရက်ဖလှယ်ရတဲ့များတော့ဒီလောက်စိုးစိုးဝါးဝါးတွေးနေဦး။ကျွန်တော်ကထင်မြင်ချက်ပေးလိုက်တယ်။ရှေ့နေတွေဥပဒေအရာရှိတွေကတော့အမှုလုပ်လို့ရတယ်လို့ဆိုကြတယ်။အမှုလုပ်လို့တော့ရတာပေါ့ဗျာ။ဟုတ်ပါတယ်ဒါပေမဲ့အမှုကကြီးလို့လား။အဲ့ဒါချိန်ဆရမှာပေါ့။ကျွန်တော်ကဆိုသည် ဒါတွေအလုံးစဉ်းစားကြည့်ပြီလေဘီရင်ကန်ကအရေးယူခြင်းနဲ့ပလေမင်းကြီးကယတိပြတ်စကားဆိုသည်ယခုမူလူရုပ်လုစင်အတိုင်းထောင်ရန်းတွင်ကျွန်တော်လက်မှတ်ထိုးခန်းခြင်းသာဖြစ်သည်ကျွန်တော်တာဝန်မှာလဲသူတို့စိတ်ခိုင်းသည့်အတိုင်းလက်မှတ်ရေးထိုးပြရန်သာရှိလေသည်တရားဥပဒေကဘယ်သူရှိတယ်လဲဟူ၍ကျွန်တော်ထင်မြင်ချက်ကိုဘာတစ်ခုမှမမေးထို့အတူအုတ်ချိုကြီးတမတယောက်အဖြစ်လဲကျွန်တော်ထင်မြင်ချက်ကိုမမေးစမ်းသို့မဟုတ်လျင်က တနည်းယူဆဆရာကျွန်တော်ဒီကျွန်တော်ဒီဥပဒေကြောင့်ညသူမဟုတ်တဲ့ဖြစ်ကျွန်တော်သဘောထားကိုအစိုးရကတိုင်မရိုးထုံးစံမရှိဥပဒေတည်တံ့ခိုင်မြဲရေးနဲ့ရင်းမွေပြပြရေးအတွက် တာဝန်ရှိသူမှာပလေးမင်းကြီးမယ်ဒီကန်တာဖြစ်သည်ကျွန်တော်တွင်စိုးစင်းညတာဝန်မရှိတို့ဖြစ်ရနောက်ထပ်စကားတခုမှပြောဆိုဆွေးနွေးခြင်းပြုတော့ပဲရန်တွင်လက်မှတ်ရေးထိုးပေးလိုက်သည်မယ်ဒီကန်လည်းလူထားရသဖြင့်ထွက်သွားလေသည် ဘယ်တိကထွက်သွားလျင်ကျွန်တော်လည်းခဏညစဉ်းစားနေမိလေစင်ကူပရာကိုဖမ်းစီကရန်ကုန်သို့ခေါ်လာလျင်ထိုမှုကိုကျွန်တော်ပင်စစ်စီရလိမ့်မည်ဟုနားလည်လိုက်သည်စင်ကူပရာကျူးလွန်သည့်ပြစ်မှုမှာကျွန်တော်၏ပိုင်နက်အတွင်ဖြစ်လျာကျွန်တော်ရုံးကမလွဲမသွေစစ်စီရညီမဖေးကြသည်အီမှုသည်အများပြည်သူတို့စိတ်ဝင်စားသည့်အမှုတစ်ခုဖြစ်လာလိမ့်မည်ပြည်내အစိုးရတစ်ခုကအခြားပြည်내တစ်ခုတွင်နေထိုင်သောထင်ရှားလူတည်များသည့်ပုဂ္ဂိုလ်တယောက်ကိုမိမိပိုင်နက်အတွင် ြည်내အစိုးရကိုအကြီးညိုတက်အောင်ဟောပြောသည့်ပြစ်မှုအတွက်ဖမ်းဆီးရသည့်ဆိုခြင်းမှာပြုလုပ်လေပြုလုပ်ထားမရှိသောအလုပ်တစ်ခုပင်ဖြစ်လေသည်စင်ကာပူသည်ထိုစဉ်ကအိန္ဒိယပြည်တွင်လူသိအများဆုံးပုဂ္ဂိုလ်၅ဦးနှင့်တဦးပါဝင်ဖြစ်သည်သူကိုဖမ်းပြီးဆိုရင်ဘင်္ဂလားပြည်နယ်တွင်လှုပ်လှုပ်ရှားရှားဖြစ်နေမှာသိကြသည်သူသည်အင်္ဂလန်ပြည်ကမ္ဘာတက္ကသိုလ်တွင်ပညာသင်ကြားခဲ့သူဖြစ်ပြီးဝလုံတော်ရပွဲကိုရခဲ့သည်ကလကတာတွင်ရှိနေလိုက်ခရာ တော်လေးဝင်ဝေကောင်းသည်ပထမကဘာဆက်ပြီးလျင်နိုင်ငံရေးတဲ့သို့ခြေစုံပြုတ်ဝင်ခဲ့သည်စီယာဒက်တည်ဆုံးပြီးနောက်ဘင်္ဂလားကွန်ကရက်ပါတီတွင်ခေါင်းဆောင်ဖြစ်လာသည်နောက်လိုက်ညကသူ့ကိုဘင်္ဂလားချင်းလေးကြီးဟုချစ်မြတ်လို့စွာခေါ်ကြသည်သူစနီးမှာအင်္ဂလိပ်မျိုးသမီးတူဖြစ်လေသည်ဤဒီမှာမြမပြည်ပြင်ကန်ဆာချအင်ရီကဖန်စင်းကြီးပြီးတော့ကျွန်တော်ကစစ်စစ်ရညီလူတီညာထင်ရှားသူစင်ကာပူရာအကြောင်းပင်ဖြစ်လေသည်ထို့ခဏတွင် ကျွန်တော်စိတ်ထဲ၌ အများပြည်သူမျက်စိတွေကျွန်တော်ဒီအရေးပါသူတူဖြစ်လာမည်ကိုသဘောပေါက်နားလည်လာသည်ညမအစိုးရသည်သူ့ပိုင်နဲ့အတွင်အစိုးရအကြီးညိုပြည်စီသူတို့ကိုဖမ်းဆီးစစ်ဆေးကအပြစ်ဒဏ်ပေးခဲ့သည်မှာမကြာခဏပဲဖြစ်သည်တိုးတော်ညလည်းယခုအချိန်စင်ကာပူအားဖမ်းဆီးတရားစွဲဆိုမည်ကိစ္စတွင်မူအခြားပြည်နယ်တို့၏စီရင်ပုံစီရင်နူးတို့နှင့်ကွဲပြားခြားနားမည်ဖြစ်သည်စင်ကာပူကိုဖမ်းဆီးသည့်တရင်သည်ကမ္ဘာတရင်ဆောင်များတွင် အသားပေးဖော်ပြကြလိမ့်မည်။လန်ဒန်သတင်းစာများတွင်လည်းချက်ချင်းပါလာမည်။အိန္ဒိယသတင်းစာထုတ်ကမှု အာနာပိုင်တို့၏နိုင်ထက်စင်းနှင့်မညာမတအရေးယူမှုကိုတက်တေထူကဖော်ပြကြလိမ့်မည်။ထို့အခြေအနေမျိုးတွင်စင်ကာပူကိုဖန်ဆီးစစ်ဆေးပြီနော်။ပြည်တပ်တစ်ခုခုပေးမှတင်တော်မည်။အကယ်၍အမှုသွားမှုလာကမျိုးတဖော်လမ်းကြောင်းသွားပြီးတရားခံကိုကျွန်တော်ယုံကအပြည့်မပေးနိုင်ကြလိမ့်။မြမပြည်အစိုးရအားအများပြည်သူတို့ ဝေဖန်ပြစ်တင်ပြောဆိုဆရာဖြစ်အောင်ဖန်တီးတဲ့ကဲ့သို့ဖြစ်လာမည်ကျွန်တော်မှာဤမှုကိုစိတ်ဝင်စားပါစစ်ဆေးရန်လဲစိတ်ဝင်ပါလာပဲအမှုသွားအမှုလာကိုဥစွာလိလာတီတွင်တရားလိုအစိုးရဘက်ကဆွဲချက်မှာမခိုင်လုံလောက်ကြောင်းချက်ချင်းလိုလိုပင်သဘောပေါက်မိသည်ထိုစဉ်ကကျွန်တော်စိတ်အခြေအနေကိုယခုတိုင် ပြန်လည်တည်ရမိသည်တည်းအရုအမှုကိုကျွန်တော်စစ်ဆေးတီမှာမကြသေးပင်ယခုတဖန်ပြပိုင်အစိုးရကဆွဲဆိုသည့်ဤမှုကိုစစ်ဆေးရမည်ဆိုလျှင် စိတ်ရှုပ်သည့်တန်ခေါင်းရှုပ်သည့်တန်တို့ကို ကျွန်တော်ခံနိုင်ပါမည်လားစိတ်ပင်ပန်းရသည့်တန်ကို ကျွန်တော်ခံနိုင်ပါမည်လားအဖြေမှာမရေရလားပဲတို့တိုက်အောင် ကျွန်တော်အဖို့အခြားထွက်ပေါက်မရှိပါဤမှုကို ကျွန်တော်ပင် စစ်စစ်ရညီမတည်ကြသည်တို့ဖြစ်ရာတရားဥပဒေဘုဒ္ဓတရားများကို ပြန်လည်လေးလာလို့စိတ်ပေါ်ပေါက်လာသည်မှညာကောင်းသေးသလားဥပဒေတွေပုံမှန်တွေကိုမှတ်မိသေးသလားဟုကိုကိုကိုစမ်းစစ်ကြည့်ချင်လာသည် ထို့ကြောင့် စာချီစပွဲပေါ်ရှိအိန္ဒိယရာသတ္တကြီးကိုလှန်ကားအကြည်ညိုပြတ်မှုကိုညှို့ဆော်သည့်ပုံမှန်တင့်နေလေးကကြီးကိုဖတ်ကြည့်မိသည်ဖွင့်ဆိုချက်တွင်စကလုံးတို့သည်စမ်းရည်စည်းတမ်းလိုပြည့်ပြည့်တရားလှသည်စီဝါညီညွတ်သည့်ဂီတာအဖွဲ့တစ်ခုကိုနားထောင်ရတဲ့ကဲ့သို့လည်းတာယာနာတော့ပွဲကောင်းသည်ဥပရိပညာသောအင်္ဂလိပ်စာအနေနဲ့ကဖွင့်ဆိုချက်သည်နှစ်သက်စရာကောင်းသည့်အင်္ဂလိပ်စကားတစ်ခုဖြစ်လေသည်ဤဥပရိဖွင့်ဆိုချက်မှာ မကောလေးလက်ရဖြစ်သည်ဟုအဆိုရှိလေသည်ပုံမှန်တင့်နေလေကကြိတ်တွင်ဤသို့ဖွင့်ဆိုသည်မိသည်မဆိုနှုတ်ဖြင့်ဖြစ်စေစာဖြင့်ဖြစ်စေအမတ်အသားဖြင့်ဖြစ်စေထင်ရှားသောပုံတရံဖြင့်ဖြစ်စေအခြားနည်းဖြင့်ဖြစ်စေဧကရဘယင်မြင့်မြတ်အတွက်သူဒီမုံဧကရဘယင်မြင့်မြတ်ဤအစိုးရအဖွဲ့ဝင်များအတွက် ဥပဒေအရတီထောင်ထားသောအစိုးရကိုမုံထားအောင်တော်လကောင်းမလေးစားအောင်တော်လကောင်းပြုလင်းသူဒီမဟုတ် ထို့သို့ပြုရန်အထောက်လင်တို့ဒီမဟုတ်မေတ္တာပြတ်အောင်လှုံ့ဆော်လင်တို့ဒီမဟုတ်လှုံ့ဆော်ရန်အထောက်လင်ထို့သူကိုငွေတန်နှင့်တကွာတတတကြောအောက်ရော့သည့်ကြောင်းတန်ဖြစ်စေငွေတန်နှင့်တကွာထောင်တန်ဖြစ်စေချမှတ်ရမည်ပုံမှန်တိနေလေးကာကြီးကိုကျိုးလွန်သူအားအလုတ်ကျန်းနှင့်ထောင်တန်နှစ်နှစ်မှ၅နှစ်အထိပေးနိုင်သည်ဤသည်မှာစီရင်နေကြပြစ်ဒဏ်ပင်ဖြစ်သည်ရုတ်တရက်ကြိလိုက်လျင်ပဲသူပုံမှန်သည် ကျောက်စရာကောင်းလာတယ်။အစိုးရကိုမလေးမစားဖြစ်အောင်မခံမညားဖြစ်အောင်စိတ်ကူးကြံစီစူးစမ်းသည့်အနေဖြင့်မျက်တောင်တစ်ချက်ခတ်ကြလင်။ထို့သောမျက်တောင်ခတ်သည့်ကိုစုံတစ်ယောက်ကငင်ခဲ့လျင်မျက်တောင်ခတ်သူသည်အစိုးရကိုအကြင်ညိုပြတ်အောင်ပြူအားရောက်လေသည်။ဘရင်မင်းမြတ်ဟူသောစကားကိုစုံတစ်ယောက်က ပြောဆိုသည့်အခါဘရင်မင်းမြတ်အပေါ်မုန်းထားအောင်အချစ်ခင်မနစ်တအောင်လှုံ့ဆော်ရန်ကြံစီသည့်အနေဖြင့်ပကုံးတွန့်ပြလိုက်လျင်ပင် ကောင်းတွန်းပြသူသည်အကျဉ်းညိုပြတ်မှုကိုကျူးလွန်ရရောက်သည်ပြစ်ဒဏ်ပေးခံရပွဲရှိလေသည်ဟိုက်ကုတ်ကတရားရုံးချုပ်များ၏စီရင်ထုံးများကိုဖတ်ရှုလေ့လာသည့်အခါထိုပုံမှန်နှင့်ပတ်သက်သည့်စီရင်ထုံးတို့တွင်ဤမြအသည့်ပြင်းပြင်းထန်ထန်အရေးယူဖြစ်ပေသည့်တို့ကိုမတွေ့ရပေတနေ့လေးကာကြီး၏အဓိကရွေချက်မှာရင်းဝယ်ပြပြကြီးမပြတ်ပြရအောင်ကာကွယ်ရမည်ဖြစ်သည်စင်ရသားပြည်သူများနှင့်အတိလိမ်မှာကိမ့်မဲ့သူအစဉ်ချင်းချင်းကိမ့်မဲ့သူတို့ တကြွဝဲစကလုံးများသုံးကအကျန်းထက်မှုများဖြစ်ပေါ်လာအောင်လုံးစော်ဟောပြောမှုမပြုရန်ကာကွယ်သည့်ပုံမှန်ပင်ဖြစ်လေသည်ဤဥပဒေမျိုးပြဋ္ဌာန်းခဲ့သူအစိုးရသည်အိန္ဒိယတွင်အကျန်းဖက် စုပမှုလုံးစော်သူများကြောင့်တော်လန်ပုံကံမှုများဖြစ်ပွားခဲ့သည့်ကိုငြင်းရောင်းကကာကွယ်တားဆီးရန်ဥပဒေပြုခဲ့ခြင်းဖြစ်တော်လဲတဘာတဲ့အခြားလုံးစော်မှုစုပနှုတ်ဆက်မှုစသည်တို့ကိုအေးအေးယူကာကွယ်ရ၌အကျုံးဝင်အောင်စီမံခဲ့ခြင်းဖြစ်လေသည် လူတယောက်ဒီအစိုးရကိုအချင်းညိုပြတ်အောင်လှုံ့ဆော်တည်တွင် သူဤအကြံစီမအောင်မြင်သည့်တိုင်ဤပုံမှန်အရသူသည်ပြစ်မှုကိုကျူးလွန်သည်စူဘူးအောင်လှုံ့ဆော်ဟောပြောရာတွင်အကြံမဖက်ရန်ဟောပြောသည့်တိုင်သူဤတရားကိုနာသည့်တိရိတ်တဲ့စိတ်ထဲတွင်အစိုးရကိုအချင်းညိုပြတ်စေပေါ်ပေါက်လာအောင်လှုံ့ဆော်လျင်ပင်လှုံ့ဆော်ခြင်းကြောင့်ပြစ်မှုကိုကျူးလွန်မည်တရားနာသူဘက်ကအစိုးရအပေါ်အချင်းညိုပြတ်စေဖြစ်ပေါ်သည်မဖြစ်ပေါ်သည်နှင့်မဆိုင်တော့ပေ တို့ဖြစ်ရာဟောပြောရ၌စုဟသည်မတရားဟုရိုးစွလင်းပင်အကြည်ညိုပြတ်မှုကိုကျူလွန်သည်ဤရိုးစွမှုကိုထောက်ခံရင်လည်းအကြည်ညိုပြတ်မှုတွင်အကျုံးဝင်လေသည်အမှန်စင်စစ်တရားဥပဒေပေါင်းသည်အလွန်ကြက်ကြက်သည်တရားဥပဒေကိုကိုင်ကာစီရင်ကြသည့်တရားသူကြီးတို့မှမိမိတို့၏စိတ်ကြိုက်ချစ်တွင်ခွင့်ကိုပြီးထရာရောက်နေလေသည်အုတ်ချုပ်သူတို့မဟုတ်တရားစီရင်သူသည်ဤဥပဒေကိုကိုင်ကာသူနှင့်ဆန့်ကျင်ဘက် ိုင်ငံရေးသမားတို့ကိုတရားစွဲဆိုခွင့်ရလာခဲ့သည်။တို့ဖြစ်ရာ1930ကလာတဝိုင်အိန္ဒိယတဝန်းလုံးတွင်အုပ်ချုပ်ရေးအသစ်တစ်ခုတိုးတက်ပြုပြင်ကြောင်းလဲပေးရန်စူပူလှုပ်ရှားမှုများဟောပြောမှုများနှုတ်ဆော်မှုများဖြစ်ပွားနေခြင်း။ဘလောင်စုနေခြင်း၌ပုံမှန်တင်းနေလေကာကြီးသည်အုံတဲသောအကွင့်အနာတစ်ခုဖြစ်လာသည်။ပုံမှန်တင်းနေလေကာကြီး၏ဖွင့်ဆိုချက်အရမူညှ့စွာသောနှုတ်ဆော်ဟောပြောမှုတို့မှာ အစိုးရအကြီးအကျယ်ပြည့်စည်တည်ကြည်တာဖြစ်တယ်။တကယ်စင်စစ်သူတို့ဟောတော့ချက်မှာလက်ရှိအစိုးရကိုပြည်တင်ရှုတ်ချသည်။အုတ်ချုပ်ရေးအသစ်တစ်ခုပြောင်းလဲပေးရန်တောင်းဆိုခြင်းသာဖြစ်တယ်။သူတို့၏နှုတ်ဆောင်မှုသည် ထိုအချိန်က များစွာထိရောက်လေသည်။အเจ้าမှာထိုစဉ်ကတရှိသောဒိုင်းယာကီအစိုးရကို လူတိုင်းလူလောကမုံတိကမလေးစားချသောကြောင့်ပဲဖြစ်လေသည်။ဒိုင်းယာကီကိုလူတိုင်းကယုံမုန်းနေကြသည်။ဖြစ်ဖြစ်ချင်းသည်။ ခွင့်အခါကိုနားလည်သောပန်ဒစ်မလာဝီယာသည်ဒေလီမြို့ဥပဒေပြုလွှတ်တော်အစည်းအဝေးတစ်ခု၌အိန္ဒိယတိုင်းရင်းသားရဲ့တာဝန်ဟာလက်ရှိအစိုးရကိုမုံတီအောင်လုပ်ရမယ်။မုံတီအောင်ဟောပြောလှုံ့ဆော်ရမယ်ဟုမိကွန်ပြောခဲ့လေသည်။ထို့အခါထိုစကားမျိုးမဟောပြောရန် တားဆီး၍မယားမှန်းတိတိလွှတ်တော်ဥက္ကဋ္ဌကြီးသည်လွှတ်တော်စီကံကိုထိန်းရန်အော်ရာအော်ရာဟု၍သာအွန်လိုင်းလေသည်။ဟောပြောချက်တစ်ခုကိုကြားနာရသည့်အခါအစိုးရအပေါ် ုတ်တရက်ချက်ချင်းမုံတိလာပြီးထိုမုံတိမှုသည်အန္တရာယ်ဖြစ်လာနိုင်သည်ဟုယူဆလျင်ထိုကဲ့သို့ဟောပြောလှုပ်ဆော်သူကိုတရားဆွဲဆိုနိုင်သည်တို့ဖြစ်ရာဤသို့ဟောပြောလျင်အန္တရာယ်ဖြစ်စီနိုင်သည့်မုံတိမှုမျိုးဖြစ်ပေါ်လာနိုင်သည်ဆိုသည်ကိုထိုအမှုမျိုးစစ်ဆေးသည့်အခါတိုင်းတိတိကျကျသတ်မှတ်ပြထမ်းဖို့လိုလာသည်ယခုမူလူတစ်ယောက်ကိုပုံမှန်တိနေလေကာကြီးဖြင့်တရားဆွဲဆိုခံရပြီဆိုရင်ထိုမှုသည် မသေးလာပင် ပြစ်ဒဏ်ကြီးကြီးခံရနိုင်ဖွယ်ရှိသည်ဟုနားလည်ထားရမည်ဖြစ်သည်အစိုးရပေါ်အကြီးညိုပြတ်မှုသည်သဘောလောက်သာညှိစွန်းလင်သို့မဟုတ်အပြင်းထန်လျင်တရားစွဲရန်ပြည်ထက်ကတင်ပြလေမရှိပေအเจ้าမှအမှုစစ်သည့်တရားသူကြီးကပုတ်ပုတ်တန်တန်သဘောဖြင့်စတိသဘောမျိုးပြစ်ဒဏ်သာပေးလိုက်လျင်ပုံမှန်တင်းနေလေကကြည်သည်တိတ်ခါရှိတော်မည်မဟုတ်အရင်မင်းမြတ်နှင့်သူ့အစိုးရကိုပုတ်ခတ်ပြောဆိုကဘုံဒီအောင်ဟောပြောလျင်လေကိုထိလျောက် ကျူးလွန်မှုလောက်တာအယံမူရန်ကားမှုလောက်တာအပြစ်ဒဏ်ခံရမည်ဖြစ်သည်ဟုအတိပဲကောက်လွဲညီကိုစိုးရင်ရတော့ကြောင့်ဖြစ်လေသည်ဥရေတဘောအယံမူခမရဲ့ပဆန်ကိုးသွားတဲ့တကူကိုဆဲဆူချုပ်ချသလိုခမတိုင်းပြည်ကိုလူယူသွားတဲ့နေချက်တမားကိုလည်းပြစ်တင်ချုပ်ချရမယ်ဟုပြောလျင်အစိုးရကိုအကြီးညိုပြစ်စေသည့်အမှန်ဖြစ်ပေသည်သို့တော့ပလိတ်ကထိုတရားမျိုးဟောသူကို အပြစ်ယူမနေတော့ဒံယခီဆိုသည့်စကလုံးဒီပင် ဆဲရေးတိုက်ထွာသည့်သကလုံးအဆင့်သို့ရောက်ကြနေပြီမဟုတ်ပါလား။သို့ဖြစ်ရာအိန္ဒိယရသတကြီးနှင့်အဖွင့်ထီကာတို့ကိုလှန်လို့လေ့လာတော့မှကျွန်တော်မှပုံမှန်တင်းနေလေးကကြီးအကျဲအချင်းပေါင်ကိုညဝါထင်ထင်သိမြင်လာသည်။အတေချာမလေ့လာပဲမစင်မချင်းစိတ်ထားဖြင့်တုံ့ပြန်ရမည်ဆိုရင်ကညမပြည့်အစိုးရအားမုံဒီအောင်တုံ့ဆော်သည်ဖြင့်အချင်းညိုပြတ်မှုအရစင်ကာပူကိုချက်ချင်းပင်ဖမ်းဆီးအရေးယူရမည်ဖြစ်လေသည်။ ်ခုမူစင်ကာပူတီရန်ကုန်မှခွာကကလကတားရှိသူ့အိမ်တွင်အေးချမ်းစွာနေထိုင်လျက်ရှိလေသည်